တနာစပွဲရင်ဖွဲပြပြလာတဲ့နန်းစုရတီဆိုအောင်မဲမီလာဝါရှင်အနုပညာလုံးလေးတွေမှာအခုချိန်ထိပြည်သူရဲ့အပိဝေးရမှုတွေကိုအပြေဝရရှိထားတဲ့မင်းသမီးလေးနန်းစုရတီဆိုကတော့အခုစံငလင်းပေးတဲ့ပြည်သူတွေကိုတူတက်နိုင်တဲ့ဘက်ကနေပအဝင်ကူညီပေးတော့မှပြပေးနန်းစုရတီဆိုကတော့အခုစံလေး ရရအတင်းနဲ့ပူပေါင်းပြီးတော့ငလင်ဘေးတင်ပြည်သူတွေကိုအကူအညီပေးသွားမှာဖြစ်ပါတယ်။အခုဆိုရင်ရန်ကုန်တိုင်းဒေသကြီးလူငယ်စုဦးကြီးထွန်းလူငယ်ရှင်များအတင်းရရနဲ့အတူတူလည်းတရားဆောင်အလေးရပါပါဝင်အကူအညီလှူဒန်းပေးသွားမှာဖြစ်ပြီးနန်းစုရတီဆိုရလေရရအတင်းနဲ့ပူပေါင်းပြီးတော့အကူအညီပေးသွားမှာပါတရားဆောင်လေးရောင်ကတော့အခုလိုလှူဒန်းပေးသွားမယ့်ပုံမှာလည်းအခုလိုပဲပြပြလာခဲ့ပါတယ်။ အလေးရောင်ကအိမ်တော်စုတစ်ခုကို၃တိန်းခွဲကျန်တဲ့အိမ်တော်စု2500ကိုလွတ်တန်းပေးသွားမယ်လို့တရားပါရယ်။တိန်းတောင်ကိုလွတ်အပ်တဲ့ပစ္စည်းတွေနဲ့ငွေကြေးတိန်းကိုလွတ်တန်းပေးသွားမှာပါ။ခဏရတာတမင်တွေအနေနဲ့လွတ်တန်းချင်တယ်ဆိုရင်ရရအတဲမှာလာလို့လို့ရပါရယ်ဆိုပြီးပြောပြလာခဲ့ပါရယ်။ ယာယီအတဲမှာလာလို့လို့ရပါတယ်ဆိုပြီးပြပြလာခဲ့ပါတယ်။အခုဆိုရင်နန်းစီရဲ့တေဆိုးကလည်းငလင်ပေးတဲ့ပြည်သူတွေကိုတမတက်နိုင်တဲ့ဘက်ကနေလူတန်းထောက်ပံ့ပေးတော့မှဖြစ်ပြီးတို့ရောအိမ်တော်စုရဲ့အတွက်တက်နိုင်တဲ့လောက်လူတန်းပေးတော့မယ်လို့ဆိုပါတယ်။ နန်းစုရတေဆိုတော့ငလင်ပေးတဲ့ပြည်သူတွေနဲ့ပတ်သက်ပြီးတော့လေအခုလိုပဲပြပြလာခဲ့ပါတယ်။နန်းစုရတေဆိုတာအခုချိန်မှာတော့အားလုံးကိုစိတ်ချမ်းသာစေချင်တယ်။ကိုသွားလိုက်တဲ့အချိန်ခဏလေးမိနစ်ပိုင်းလေးဖြစ်ဖြစ်ပေါ့နော်။သူရဲ့စိတ်လေးထဲမှာပျော်ရွှင်မှုတစုံတရာရောက်သွားစေချင်တယ်။အခုလိုပျော်သွားရင်ကိုပဲချင်တဲ့ပြပေါ့နော်ဆိုပြီးနန်းစုရတေဆိုတာပြပြလာခဲ့ပါတယ်။အခုဆိုရင်နန်းစုရတေဆိုတော့ကျန်တဲ့အမှုပြရှင်မန္တမရီနဲ့အတူတူမြေပြည့်ထည့်ဆင်းပြီးတော့လူတန်ပြနေပြီဖြစ်ပါတယ်။ အခုစဉ်ကနေပြီးတင်းနေရရစီကိုအနုပညာရှင်တွေကကိုရိုင်းတွားရောက်ကလက်တာလေးတွေကိုလူတန်းထောက်ပံ့ပေးနေပြီဖြစ်ပါတယ်။အခုစဉ်လည်းတယောဆောင်လေးရောက်နန်းစုရတီဆိုအင်းငင်းပြူမေတို့ကရရအတဲ့နဲ့ပူပေါင်းကငလင်ပေးတဲ့ပြည်သူတွေကိုကူညီပေးသွားမှာဖြစ်ပါတယ်။အခုလက်ရှိမှာတော့နန်းစုရတီဆိုတာငလင်ပေးတဲ့နေရာတွေအထိတွားရောက်ကလူတန်းထောက်ပံ့ပေးနေပြီးအပြည့်နှစ်တိတ်ပြီးခဲ့ပါတယ်။ နန်းစုရဲ့တေဆိုကတော့သူမဂရိုင်းတွားရောက်ကလူကျန်ထောက်ပံ့ပေးဖြစ်ခဲ့တဲ့ပုံမှာလေအခုလိုပဲသူဂျုံတွေ့ခန်းစားခဲ့တဲ့မကုန်ပြပြလာခဲ့ပါရယ်နန်းစုရဲ့တေဆိုကမြေပြင်ကိုနန်းစုတို့တွားတဲ့အချိန်မှာတော့အကုန်လုံးကစိတ်မကောင်းစရာတွေကြီးပါပဲအဆင်မပြေတော့တွေကလည်းအများကြီးပေါ့နော်နန်းစုကတော့အခုလိုကိုရိုင်းတွားရောက်ရတဲ့အချိန်မှာခဏတပြုတ်လေးပဲဖြစ်ဖြစ်အာရင်ပေးနိုင်ရင်ကိုပဲကျေနပ်ရတာပေါ့နော်ကိုသွားတဲ့အချိန်မှာလည်းနန်းစုကအလုံးကိုညွှန်ညွှန်ထွေးထွေးနဲ့ပြောဆိုခဲ့တာပေါ့ သူရဲ့ခန်းစားချက်တွေကိုလည်းတရားလင်းနောက်ထောင်ဖြစ်ခဲ့ပါတယ်ဆိုပြီးနန်းစုရတီဆိုအားပြပြလာခဲ့ပါတယ်နတ်ဆွေတူဆိုတော့ငလင်ပေးတဲ့ပြည်သူတွေလက်တလုံးနေလို့ထိုင်လို့ရအောင်ကျွန်တော်ဆောင်းကောင်းအောင် အဝန်ဆောင်စရဲလွယ်အပ်မဲ့ဂျင်နာလေးတွေကိုတောက်ကလွတ်တန်းပေးဖြစ်ခဲ့တဲ့အကြောင်းကိုလည်းပြောပြလာခဲ့ပါရယ်။နန်းဆွေတူဆိုတော့ငလင်ပေးတဲ့ပြည်သူတွေအတွက်တတိယရောက်လေးလွတ်တန်းပေးဖြစ်နိုင်အောင်ရာရဲ့အတင်းကိုလည်းအလှငွေတွေလွတ်တန်းပေးဖြစ်ခဲ့တယ်လို့ဆိုပါရယ်။အခုဆိုရင်နန်းဆွေတူဆိုတော့ငလင်ပေးတဲ့ပြည်သူတွေကို grind တွားရောက်တွေ့ဆုံကလွတ်တန်းပေးဖြစ်နေပါရယ်။